အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့နိုဝင်ဘာလ25ရက်25ရက်မှာတော့တကယ့်အထူးသတင်းကတော့အမေရိကအမေရိကရဲ့လှုပ်ရှားတဲ့ပုံစံတွေကတမျိုးတမျိုးတမျိုးပြောင်းလာတယ်နော်မနေ့ကတမျိုးဒီနေ့တမျိုးဆက်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 ပြီးတော့အမျိုးမျိုးပြောင်းလာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့မနေ့ကတော့ဘာမက်အက်ကိုအကောင့်ထိပ်ဖော်တယ်ပြန်ပြီးတော့အသက်ဝင်လာတယ်ဆိုတဲ့ဟာကိုကောင်းတဲ့သတင်းတွေထွက်လာတယ်နော်ထွက်လာတယ် ဆိုတော့ခုကတော့ဒီနေ့ကတော့တည်င်းတစ်ခုထွက်လာတယ်အဲ့ဒီတည်င်းတစ်ခုကတော်တော်ကိုစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒါက TPS TPS လို့ခေါ်တဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအကမှရောက်လာကြတာပေါ့နော်ရောက်လာတဲ့ဟာကိုနေပြီးတော့အဲ့ဒါကို picture ခံလိုက်ရတဲ့ဟာတတော်ကိုစိုးဝါခံလိုက်ရတဲ့တည်င်းတစ်ခုနောက်တစ်ခုကစူးကြီးထုတ်တာနောက်စူးကြီးထုတ်တာအဲ့ဒါမှဒေါ်လာ25သန်းအထိတောင်မှစူးကြီးထုတ်တဲ့အဆင့်အထိရောက်သွားတဲ့တည်င်းဒါကတော့တကယ့်တည်င်း ခေါင်းမှုရှိတယ်လို့တင်းဆိုအဲ့ဒါကအမေရိကကနော်ဖြစ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 ်နဲ့အမျိုးမျိုးထွက်လာတဲ့တင်းတွေပေါ့နော်ဆိုတော့အဲ့ဒါမပြောခင်မှာပထမဆုံးဒီမြန်မာနိုင်ငံရဲ့တင်းကိုပထမဆုံးသွားရအောင်နော်ပကိုတိုင်ကျိုးပင်ကောက်အဲ့ဒီအဝင်ကိတ်ကိုနေပြီးတော့ဒီ PDF တွေကဝင်ပြီးတော့စီးတယ်စီးတဲ့အခါကျတော့အဲ့ဒီမှာဒူရစ်အုပ်နော်ကျော်စင်ထုံးအပါဝင်၅ယောက်ကမာလ်ခီယာဖြစ်သွားတယ်အဲ့ဒီမှာလက်နဲ့၃လက်သိမ်းစီရမိတယ်ဆိုတော့အဲ့ဒီပကိုတိုင်မှာပဲကျွန်တော်တို့စစ်စင်ရေး လုတ်တဲ့ခါကျတော့အဲ့ဒီမှာစေဥသေးပြန်တယ်နော်စေဥသေးပြန်တယ်ဆိုတော့အဲ့ဒီမှာ9ရောက်ဟိုဘက်မှာ10ရောက်ဆိုတော့15ရောက်ထိကျွန်တော်တို့မာခီယာဖြစ်သွားတဲ့မျိုးစားဖြစ်တယ်တရက်တရက်ကတော့တော်တော်ကိုသေးတယ်နော်စကစားဖက်ကတော်တော်သေးတယ်ဒါပေမဲ့သူကတိုင်းပြည်လုံးကြီးမှာရှိတဲ့ဒီသလိုထုတ်တွေရဲ့နော်သားသမီးတွေကိုသူကနော်အကြမ်းနည်းပဲဖြစ်ဖြစ်ဌာနာပဲဖြစ်ဖြစ်ဘလော့ပဲလုပ်လို့သူကလူသားအရင်အမြင့်ကနော်ကောင်းလေရတယ်ပြီးလို့ရှိရင်အဲ့ဒီလူသားအရင်အမြင့်ကို ဖုံးဖို့အတွက်သူမှဘတ်ဂျက်လည်းရှိတယ်နော်ပြီးသူလိုထူစီကနေပြီးတော့အတင်းကောက်တဲ့အခွန်ငွေတွေရှိတယ်ဆိုတော့သူကတော့ကြိုက်တယ်လို့လုပ်လို့ရတယ်အဲ့ဒါကြောင့်လူသားအရင်အမြင်ကသူမှဖြုံးလို့မနိုင်ဘူးအဲ့ဒါကြောင့်သူတို့ကနှစ်နှစ်တောင်းဝင်မယ်ဆိုတဲ့အခါကျတော့ရှေ့မှာဘလောက်ပဲသေသေးနော်သူတို့ကမှမညောဘူးအဲ့ဒီမှာအသေးခံခိုင်းတယ်လူသားလိုက်နဲ့တက်တယ်ဟိုဖက်ကလည်းတကြောင်မျိုးတကြောင်ဖြုတ်တာနော်ဖြုတ်တာဆိုတော့တော်တော်ကိုအသေးပြောက်လို့များတယ်ဒါပေမဲ့သူမှကလူသားအရင်အမြင်ကလူကတန်း90လောက်ရှိတဲ့အခါကျတော့ ်မြန်မာနိုင်ငံရဲ့တနင်္ဂနွေလုံးဆိုတဲ့ခါကျတော့တော်တော်ကိုလူသားအရေးအမြင့်ကတော်တော်ရှိနေတယ်ငွေအရင်အမြင့်ကလည်းတရုတ်ကလည်းထောက်ပံ့ပေးတယ်စသဖြင့်နောက်တော်တော်ကိုအားရှိလာတော့ကျွန်တော်တို့တွေ့ရနိုင်မယ်နောက်တစ်ခုကမကွေးတိုင်းနှမောက်မြို့နယ်အတွင်းမှာဆိုလို့ရှိရင်စစ်ကြောင်းထိုးတယ်စစ်ကြောင်းထိုးတဲ့ခါကျတော့အဲ့ဒီမှာလည်းပဲဂျားဖြတ်ပြီးတော့ကျွန်တော်တို့တိုက်တယ်ဆိုတော့ဒီနေရာမှာဂျားဖြတ်တော့တိုက်တယ်တိုက်တယ်ဆိုတဲ့ဂျားဖြတ်ဆိုတဲ့စကားလုံးအလစ်ပြတော့သူတို့စစ်ကြောင်းထိုးတယ်ဒီနေရာမှာစစ်ကြောင်းထိုးဖို့တဲ့သူတို့ပြင်ဆင်နေတယ်အဲ့ဒီလမ်းကြောင်းမှာတိုက်ခါရတာဆိုတော့အစ်ပေရတော့သူတို့ထိုးတဲ့နေရာမှာမရောက်ပဲနဲ့ဂျားမှာကိုပဲ သူတို့ကအသေးပြောက်တော်တော်ကိုများတယ်ဆိုတော့အဲ့ဒီမှာဂျာဖြတ်ပြီးတိုက်တဲ့ခါကျတော့အဲ့ဒီမှာ၁၀ရောက်သေးတယ်နော်အင်အားတော့80နော်80မှာ၁၀ရောက်သေးတယ်တန်ရရတာနဲ့ဘာနဲ့ဆိုလို့ရှိရင်တော့တော်တော်ကိုကစင်ကလေးဖြစ်သွားတယ်သူတို့အဖွဲ့မှာဆိုတဲ့ခါကျတော့အခုဒီမကွေးတိုင်းတို့ဒီပကိုတိုင်းတို့ ARD တို့စသဖြင့်ဒီနေရာတွေမှာတော်တော်တိုက်ပွဲဖြစ်နေတယ်အခု ARD ဖက်မှလည်းတော်တော်ကိုတိုက်ပွဲပြင်းထန်နေတယ်အဒီဖက်မှလည်းဆိုတော့ဒီစကားစကားတနိုင်ငံလုံးမှာဖြန့်ကျက်ပြီးတော့သူအင်အားတွေကိုเนาะပြန်ပြီးတော့ဖြုံးနေရတဲ့ခါကျတော့ တော့တော့ကိုတော့သူလည်းခက်ခဲတော့ကြိုက်ရိုက်နေတဲ့ပုံစံတော့တွေ့ရတယ်နောက်တစ်ခုကမကွေးတိုင်းဒီပေါ့မျိုးနေစက္ကဆဆင်းချောင်းအဲ့ဒီမှာကြောင်မဲတော့ရွာကုန်နေပြီးတော့စစ်ချောင်းထိုးတယ်ထိုးတဲ့ခါကျတော့အဲ့ဒီမှာအောင်အင်ချေအလုံးပေါင်းစင်္ဂလုံးကိုမြေရှုပ်ဖြစ်စီလိုက်တယ်စစ်တရွာမှာရှိတဲ့လူအယောက်ပေါင်း၄ထောင်ကျော်နော်အဲ့ဒီမှာထွက်ပြေးရတယ်ဆိုတော့အဲ့ဒါကတော့တကယ်စက္ကဆကစစ်ချောင်းထိုးလာပြီဆိုလို့ရှိရင်ပြည်သူလူထုတွေထွက်ပြေးတယ်သူတို့ကိုကြောက်လို့ထွက်ပြေးတယ်မဟုတ်လို့ရှိရင်သူတို့ကလည်းတော်တော်ကို နော်အရှင်လက်လက်တတ်တာတို့မီရှုတတ်တာတို့ကောင်းဖြတ်တတ်တာတို့သူတို့ကတော့တကယ်ရက်ဆက်မှုသူတို့ဖူကိုဆောင်းနေအဖွဲဆိုတော့သူတို့ကတော်တော်ကြောက်တယ်နော်ကြောက်တော့ထွက်ပြေးနေရတယ်ဆိုတော့အခုကျွန်တော်တို့တွေ့ရတယ်နောက်ကတည်းမွန်ခွေးတိုင်းမှာပဲအဲ့ဒီခင်ဦးမှာသူတို့စစ်ချောင်းထိုးတဲ့နော်စစ်ချောင်းကိုနေပြီးတော့ဒီဖက်ကနော်တမလိုက်တာရောက်ပေါင်း80တေးသွားတယ်နော်တေးသွားတယ်အဲ့ဒါကကျွန်တော်တို့တကယ်နာမည်ကြီးတဲ့ဝါတဝနော်ဝါတဝဖုန်ကြီးအဲ့ဒါကဖုန်ကြီးအိုးနေပေါ့အမှန်တော့ဖုန်ကြီးတော့မဟုတ်ပါဘူးဖုန်ကြီးကတော့လူတက်တဲ့လို့ဘယ်တော့မှမလုပ်ဘူးလေနော်ဆိုတော့သူ့ရဲ့ တကယ်ဗုဒ္ဓဘာသာကတော်တော်ကိုသိမ်မွေးတယ်နော်သိမ်မွေးတယ်ပြီးလို့ရှိရင်တော့လူသက်ကိုတက်ဖို့မပြောနဲ့နော်ဒီတတော်ဝါတွေရဲ့အသက်တွေဒီချိန်ကောင်လို့ရင်ကောင်လို့စသဖြင့်ဒီလိုအသက်တွေတော့မှတက်လို့မရတာနော်ခုကဖုံးကြီးအဝဝပြီးတော့သူကိုယ်တိုင်ကသနက်ကင်ဖို့ကင်မှာပဲမကင်လို့ကိုမရှိဘူးနော်အဲ့ဒါဥဆောင်နေဆိုကလေးကနေသူကိုယ်တိုင်ကသနက်ကင်ပြီးသားပဲဆိုတော့သနက်ကင်တဲ့လူတက်လက်နှက်ကိုကင်ပြီးတော့ကိုနော်ဖုံးကြီးလောက်တာတော်တော်ကိုတော့အပြစ်ကြည့်မထင်ပါနဲ့နော်တော်တော်တော့အပြစ်ကြည့်မယ်ဘာဖြစ်ဆိုတော့နော်ဒီတင်ကန်းကိုခူးတုံးလုပ်ပြီးတော့အာနာလုံးမှုမှုကိုယူလာ ဆိုတော့သင်္ကန်းနဲ့ဆိုလို့ရှိရင်ပို့ပြီးတော့လူရေရိုသေမှုလည်းရှိတယ်လေနော်ဒီရိုရိုအဖို့ထက်နော်ဒီသင်္ကန်းကလူရိုသေပြုတ်တဲ့ဟာဖြစ်တဲ့အခါကျတော့အဲ့ဒါကိုခူးလုံးလုပ်ပြီးတော့နော်ကျွန်တော်တို့တကယ်စစ်တပ်ကိုဥဆောင်တယ်ကိုကျွန်တော်တို့တွေ့ရတယ်မယ်ဆိုတော့အရောက်ပေါင်း80ပြုတ်ထွက်သွားတာအဲ့ဒီဝါတာဝါရဲ့လူတွေပဲနော်လူတွေပဲ ဆိုတော့တော်တော်ကိုအဲ့ဒီမှာဒီအခုဗီဒီယိုတက်လာတယ်နော်ဗီဒီယိုတက်လာတယ်အဲ့ဒါကိုအဆုံးကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ KK Media မှာသွားပြီးတော့ကြည့်လို့ရတယ်15မိနစ်လောက်ကြာတယ်နော်ဒီမှာ type ပို့ရဲ့စာဆုံးကိုပြတာအဲ့ဒီမှာ long လို့ဆို play နေတာပဲနော်အဲ့ဒီဟာတွေကတော့တကယ် YouTube နဲ့မညီမျှောက်ဘူးဒီ Facebook ကြာတော့သူတို့ကတော့စီးပွားရေးဖက်မှာတော်တော်ကိုဦးစားပေးတဲ့အခါကျတော့အဲ့ဒီဟာတွေသူတို့လက်ခံတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့ Facebook ကနော်သူတို့ကမျက်နှာလိုက်တယ်လို့ပြောမလားစီးပွားရေးဖက်မှာပဲသူတို့ကတကယ်ဦးစားပေးတဲ့အခါကျတော့မသိလည်းမသိဖာနဲ့ပဲ အဲ့လိုမျိုးစီမင်းစစ်ကိုင်းလို့တို့တိတ်နားမလီတော့နော်တို့တို့ပက်စင်ရပြီးရောကြောင်ရောင်ဝင်ရပြီးရောစသဖြင့်ပုံစံမျိုးနဲ့ကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အခုခေတ်တမှာသွားပွဲချီလို့ရတယ်အလောင်းပေါ်မှာထပ်နေတော့ပဲတော်တော်ကိုနော်ပုံလုံးတလေးပဲနောက်တစ်ခုကကျွန်တော်တို့ဒီ USA ကိစ္စပေါ့နော် USA မှာဆိုလို့ချင်းဒီသမ္မတဘိုင်ဒန်ခေတုံးကဒီစကားစကားအနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာနောက်နောက်ပိုင်းမှာလူတွေကအဲ့လိုမျိုးရှောင်ရတယ်အဲ့ဒါမှ TPS လို့ခေါ်တဲ့ဒီ T ဆိုတာ temporary ပေါ့ရာရီပေါ့နော်အဲ့ဒီမှာဖြီချတာ protect ကြတော့ ကာကွယ်ပေးတာပေါ့နော်ဒီယာယီကာကွယ်ပေးတာပေါ့နော်ကာကွယ်ပေးတယ်အဲ့ဒီပြရတော့မြန်မာနိုင်ငံကလူတွေအရေးပေါ်ဖြစ်နေတယ်မြန်မာနိုင်ငံလုံးဝပြန်လို့မရတော့ဘူးဆိုလို့ရှိရင်အတားသူတို့ကယာယီခေါ်ထားတယ်နော်အဲ့ဒီတိုင်းပြကောင်းလို့ရှိရင်သူတို့ပြန်သွားလို့ရတယ်အဲ့ဒီပြရတော့အတားကအကန့်အသတ်ရှိတယ်နော်အကန့်အသတ်ရှိတယ်ဆိုတဲ့အခါကျတော့အခုဒီတမတထရလက်ထက်မှာတော်တော်ကိုမြန်မာနိုင်ငံကိုပြစ်မှတ်ထားပြီးတော့သူတို့လုတ်တာကိုတွေ့ရနိုင်မယ်ပြည်တွင်းမှာခံရတယ်လို့ ဒီနိုင်ငံမှာရှိတဲ့သူ့နိုင်ငံမှာရှိတဲ့လူတွေလည်းတော်တော်ခါးတယ်เนาะတချို့လူတွေဆိုပြင်းနေတယ်ပေးချင်းကိုခါးတယ်တချို့လူဆိုပို့ချင်းကိုခါးတယ်တချို့ဒီဘက်မှာဒုက္ခသစ္စာကိုအကုန်လုံးပိတ်သိမ်းလိုက်တာဒီဘက်မှာဒီထိုင်းတော့ဘာလို့ဆိုလို့ချင်းတော်တော်ကိုတော့တည့်ရောက်မှုရှိတယ်เนาะသူ့ရဲ့တက်တန်းမှာအခုဒီနေ့เนาะဒီနေ့တော့ရှိပြီပေါ့เนาะသူအဲ့ဒီတက်တန်းတော့လင်းနေဆိုတော့၃နှစ်လောက်ခါအောင်မယ်တော်တော်ကိုခါအောင်မယ်เนาะအလူလေးပဲ အော်မြန်မာပြည်သားတွေတော်တော်အဲ့ဒါကို TPS ကိုဒီသမ္မတဘိုင်ဒန်ကနောက်တက်တက်ကွန်ပျူတာနောက်ပိုင်းမှာနော်အဲ့တော့ပြန်ပြီးတော့တက်တန်းထိုးပေးတယ်နော်ထိုးပေးတဲ့ဟာကိုအခုသမ္မတဒီ Trump ကတော့ဒီ Donald Trump ကတော့ကျွန်တော်တို့နော်အဲ့ဒီဟာကိုလုံးဝပိတ်လိုက်ပြီနော်ပိတ်လိုက်ပြီဘာလို့ပိတ်လဲဆိုလို့ရှိရင်နော်အဲ့ဒါကဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော်တော်ကို ဒီငင်းချမ်းမှုတွေတော်တော်တိုးတက်နေပြီအစ်ပြကတော့တိုးတက်နေပြီမြန်မာနိုင်ငံမှာငင်းချမ်းနေပြီအစ်ပြကတော့နော်အရေးပေါ်ပါပလူလေးဆိုတော့အရေးပေါ်ထုတ်ထားတဲ့ဒီမလာကအရေးပေါ်ဂျင်ဂျာနိုင်ဟာတွေအကုန်လုံးယုံသိမ်းတာတော့ပြီးလို့ရှိရင်တော့ရွက်ကောက်ပွဲနော်ရွက်ကောက်ပွဲလေးပို့ဒီစင်မာကနေစင်နဲ့ရှင်းရနေမှာရွက်ကောက်ပွဲလို့ပို့အချင်းနေတော့ပြီးလို့ရှိတော့အပြစ်ခရက်စေးလောက်တာ TNA တို့ MNA တို့အဓိကတော့တစ်တညာနိခွန်နော်တစ်တညာနိခွန်ကြောင့်နော်မျိုးပေါင်းတရာကျော်တင်လို့ရတဲ့ပုံစံမျိုးအဓိကတော့သူတို့ကတကယ်ဆက်ကောင်းမယ်ဒီဒေါ်လာရမှာအဓိကဆက်ကောင်းမယ်အင်ယူဂျီမဟုတ်ဘူးအင်ယူဂျီဘယ်မှမှတုံးဆွားလို့မရဘူး အသုံးစားလို့မရတဲ့ခါကျတော့အခု TNLA နဲ့ MNDA ကအပြစ်ခရိုက်ဆေးတဲ့ခါကျတော့เนาะအဲ့ဒါကပြီးသွားပြီအတိတ်ပြတော့ငြိမ်းချမ်းသွားပြီငြိမ်းချမ်းသွားတဲ့အတွက်ကြောင့်မြန်မာနိုင်ငံကအခုအမေရိကမှာ ဒီခုံလုံးလေးလိုလေးပြန်သွားလို့ရှိလေနော်အဲ့ဒီမှာအန်ဒီမရှိတော့ဘူးအဲ့ဒီပြန်တော့ပြန်သွားလို့ရပြီဆိုတော့ပုံစံမျိုးနဲ့ရွေးကောက်ပွဲလေးချင်းပါတော့မယ်ဆိုတော့ပြောင်းလေးလိုဖြစ်တော့မယ်စသဖြင့်အဲ့ဒီပြန်တော့ရွေးကောက်ပွဲကိုနော်လက်ခံတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရနိုင်မယ်ပြီးလို့ရှိတော့ TNL နဲ့ MND ကတကယ်ဒီတူလိုက်ရဲ့ဇက်ကောင်ပဲသူတို့နှစ်ယောက်ဒီခရက်ဆေးတာနဲ့အဲ့ဒီတယောက်မှုကရှိတယ်နော်ရှိတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရနိုင်မယ်ဆိုတော့အဲ့ဒါကတော့နော်တော်တော်ကိုအကြီးစရာတော့ကောင်းတယ်မြန်မာနိုင်ငံမှာဒီလောက်ဒုက္ခဖြစ်နေတဲ့ဟာကိုအမေရိကကတိုက်ပြေးအေးချမ်းသွားပြီဆိုတော့ အော်တော်တော်ကိုတော့ရည်စားကောင်းတယ်ဒီဆိုရလာเนาะဆိုတော့ဒါလည်းပဲသူတို့မလုပ်ချင်တော့ဘူးလေမြန်မာနိုင်ငံလူတွေကိုเนาะသူတို့ကစီးပွားရေးပဲကြည့်တာဘူးเนาะစီးပွားရေးကြည့်တာဘူးဆိုတဲ့ခါကျတော့နောက်ပြီးတော့သူတို့ကလည်းပုံကိုရဘောเนาะသမ္မတဘိုက်တင်ကိုတော်တော်ကိုအညှိထားတဲ့ပုံစံပဲเนาะအနာလွှဲပေးတဲ့ခါကျတော့လည်းသူကလုံးဝဘာမှမလွှဲပေးဘူးလေเนาะသမ္မတထရန့်ကလုံးဝအနာမလွှဲပေးဘူးအဲ့ဒါမှသူကိုယ်တိုင်မသွားဘူးလေအဲအမှန်ဆိုတော့သမ္မတကเนาะလွှဲပေးရတယ်သူမလွှဲဘူးအဲ့လိုမျိုး ကျွန်တော်တို့ပုဂ္ဂိုလ်ရဲ့အရာတော်တော်ကိုမူတည်မှုလို့ရှိတဲ့ပုံစံမျိုးတော့ရှိရတွေ့ရတယ်ဆိုတော့သမဏဘိုက်တန်လုပ်တဲ့အောင်သူများအကုန်လုံးသူလုပ်တယ်နော်ဖြုတ်ချတယ်ဖြုတ်ချတယ်အခုအယောက်ပေါင်း4000ရှိတယ်လို့ပြောတယ်နော်အဲ့ဒီ TPS မှာအကျုံးဝင်တဲ့လူတွေပြီးလို့ရှိရင်တော့ဒီသမဏဘိုက်တန်ခဲမှာဒီ citizen တွေရတဲ့လူတွေတောင်မှအခုပြန်စစ်ဖို့အတွက်လူရခြေလှမ်းကိုလှုပ်နေတယ် ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဒါကတော့တကယ်တည်င်းဆိုးပဲเนาะတည်င်းဆိုးပဲနောက်တစ်ခုကကျွန်တော်တို့ဒီ KNU ကနေပြီးတော့ဒီမြမနီရဲ့တောင်ဖက်မှာဒီ blue လို့လည်းခေါ်တယ်သူတို့ကအဲ့ဒါက main လက်ပံလို့လည်းခေါ်တယ်အဲ့ဒီ blue မှာရှိရဲ့ဒီကြောင်ဖြန်ခိုင်းကိုနေပြီးတော့ဝင်စီးတယ်ဝင်စီးတဲ့ခါကျတော့အဲ့ဒီမှာဆာရွက်စတန်တွေထောက်ထားတယ်အများကြီးရှိတဲ့စာချုပ်ချုပ်တွေကတော့အကုန်လုံးတင်တဲ့အကုန်လုံးထုတ်ပြတယ်နော်အဲ့ဒီမှာ DKPA ကလက်နက် ချတယ်လို့အရောက်ပေါင်130ရှိတယ်လို့ပြောတယ်နော်ထုတ်ပြန်တယ်သူတို့ထုတ်ပြန်တယ်ဆိုတော့လက်နဲ့တွေကလည်းအဲ့လောက်ပဲရှိမှာပဲဘာဖြစ်ဆိုတော့သူတို့လက်နဲ့ချတဲ့ခါကျတော့အကုန်လုံးလက်နဲ့တွေကဒီမှာတိတ်ဆရမယ်သူတို့ထုတ်ပြန်တာကတော့186နဲ့6လက်လို့ပြောတယ်ဒါပေမဲ့အခုဒီမှာတရင်ထွက်လာတာသူတို့ထုတ်ပြန်တာက DKB ရဲ့အရောက်ပေါင်130လက်နဲ့ချတယ်နော်လက်နဲ့ချတယ်အဲ့ဒါကိုနော်အဲ့လိုမျိုးဝင်စီးတဲ့ခါကျတော့အဲ့ဒီကစင်တော်ကတကယ်ဘောသွားသီးဆိုတဲ့လိုကပြိမိတ်ပေးတယ်တိတ်ပြန်တော့နောက်ဖက်နေပြီလားကြီးပေါက်တယ် ော်ချီပေါက်တဲ့ခါကျတော့အခုအဲ့ဒါကိုဒီ KB ရကလည်းအဲ့ဒီပုံစံ quality ကို run ထုတ်ထားတယ်ဆိုတော့ KNU ကလည်းနိုင်ငံတကာကိုဖိတ်ခေါ်တယ်เนาะဖိတ်ခေါ်တယ်အခုနိုင်ငံခြားသားအယောက်ပေါင်း2000နော်နော်ထောင်ကျော်နေပြီးတော့သူတို့အဲ့ဒီမှာဖမ်းဖမ်းမိတယ်เนาะဖမ်းမိတယ်အဲ့ဒီမှာဆိုလို့ရှိရင်တော့တော်တော်ကိုဒီနိုင်ငံခြားကလူတွေအများကြီးပါတယ် ါတယ်ဆိုတော့အဒီမှာ EG လို့တွေတော့ Warner ကလို့တွေတော့ပြီးလို့ရှိရထိုင်းတို့နောက်ပြီးတော့ Laos တို့ Philippines တို့ဒီကျုပ်တို့ Taiwan တို့စသဖြင့်ဒီနိုင်ငံကဆင်နိုင်ငံကလို့တွေပါတယ်လို့ပြောတယ်အဲ့ဒီနေရာမှာကျွန်တော်တို့ NGO ကလည်းပြောတယ်နိုင်ငံတကာကလာပြီးတော့ချေရှုဖို့နောက်နိုင်ငံတကာကိုဖိတ်ခေါ်တယ်ဒီပြီးတော့နိုင်ငံတကာပူးပေါင်းဖို့နော်သူတို့ကလည်းဖိတ်ခေါ်တာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါက KNU ကဒီ Blue ကိုဝင်စီးတဲ့ကိစ္စမင်းလက်ပံပေါ့နော်မင်းလက်ပံကိုဝင်စီးတဲ့ကိစ္စဒါ KNU ကနေပြီးတော့နိုင်ငံတကာကိုပူးပေါင်းဖို့ကြားဖြန့်နေနေဖို့အတွက်ပူးပေါင်းဖို့သူတို့ဖိတ်ခေါ်တယ်ဆိုတော့ဒီတည် ဲ့တစ်ခုကဒီဂျာပင်ကိစ္စပဲเนาะအဲ့ဒါ US တွေကတဆင့်တက်လာတဲ့ဟာเนาะတဆင့်တက်လာတာအဲ့ဒါစုကြည့်ထုတ်တယ်เนาะစုကြည့်ထုတ်တယ်ဒေါ်လာတန်ပေါင်း25တန်းဒေါ်လာတန်ပေါင်း25တန်းကိုစုကြည့်ထုတ်လိုက်ပြီးခုเนาะဒါနဲ့တဆင့်တက်လာတယ်ဆိုတော့ကောင်းတဲ့ဟာရှိတယ်လို့ကျွန်တော်တို့ဆိုတဲ့ဟာလည်းကျွန်တော်တို့တွေ့ရတယ်ကောင်းတဲ့ဆိုးကတော့နေတာကနေရာတကာမှာတော့ကျွန်တော်တို့ဒုံတွဲပြီးတော့ကျွန်တော်တို့တွေ့ရနေပဲဆိုတော့ဘာဖြစ်လို့ဒီလိုစုကြည့်ထုတ်လဲဆိုလို့ရှိရင်เนาะမြန်မာနိုင်ငံက တကယ်ကြဖြင့်ရှစ်တောင်အားရှာမှာဆိုလို့ရှိရင်တကယ်ကြဖြင့်ဂိုင်းမှာကြည်ကြွားဖြစ်တယ်အခု DKNU ကဒီဖလူမှာဝင်စီးတဲ့ခါမှာသူတို့ရဲ့ချုပ်ဆိုထားတဲ့ဒီစာချုပ်တွေကိုထုတ်ပြတာတွေ့ရလိမ့်မယ်ဆိုတော့အဲ့ဒီဟာကဘသူတွေထုတ်ပြလဲဆိုတော့မာလာတို့နော်ထုတ်ပြတာဖြစ်တယ်မာလာတို့ထုတ်ပြတာဖြစ်တယ်ဆိုတော့အဲ့ဒီစာရဲ့စာတန်းထုတ်ထားတဲ့အကုန်လုံးရတယ်ဒါပေမဲ့အခုဒီ ။အဲ့မှာရှီကိုကိုတို့တကယ်ဖားတို့အဲ့ဒီမှာဝင်စည်းတယ်။ဘာထောက်ထားမှမပြောဘူး။ဘာစာရွက်စာတမ်းမှမပြောဘူး။နော်သူတို့ကတကယ်အလုပ်သမားတွေကိုပဲဖန်ဆီးတယ်ပြလို့ရှိရင်တော့ဒီဆော့ဦးတွေကိုဖျက်ဆီးတယ်။အခု KNU ကျတော့နည်းနည်းပိုးလင်းမှုပိုရှိတယ်။အဲ့ဒီစာရွက်စာတမ်းတွေကိုအကုန်လုံးသူတို့ဖော်ပြတယ်။သူတို့ရဲ့တကယ် call center တို့ဘာတို့ဗီဒီယိုတွေဘာတွေနော်အဲ့ဒီမှာနော်တင်တပ်ပုံတွေအကုန်လုံးရိုက်ပြီးတော့ဒီနေ့အထုတ်ပြတာကိုကျွန်တော်တို့တွေ့ရတယ်ဗျ။ပွင့်ပို့ပြီးတော့ပွင့်လဲညင်သာမှုရှိတယ်။ဟိုဘက်မှာတော့တည်တဲ့အတိုင်းပဲစကားစနဲ့ဒီ BGF လို့လုပ်တဲ့နေရာမှာတော့ ူတို့ချင်းလိုက်နေလို့ပြောတယ်စာရေးထောက်ထားတယ်ဘာခုမှမရဘူးကွန်ပျူတာတွေကကော့လို့လက်စားဖြောက်တာနော်ဒီဖက်မှာတော့အကုန်လုံးဖော်ပြတယ်ဆိုတော့နောက်ခုကတော့ချီလို့ကောင်းပြီပေါ့ဆိုတော့အခု US ကလည်းအခုစုကြေးထုတ်ပြီအဲ့ဒီဒေါ်လာတန်ပေါင်း25တန်ထုတ်တယ်မြန်မာနိုင်ငံကလူတွေဒီအမေရိကမှာရှိတဲ့ဒီသူလူထုတွေကိုလိန်တာနော်အဲ့ဒီပြရတော့သူတို့ကခိုးတယ်လို့ပြောတယ်နော်ခိုးတဲ့ပတ်စံက7ဘီလီယံကနေပြီးတော့16ဘီလီယံထိရှိတယ်လို့နော်သူတို့ထုတ်ပြတာတွေ့တယ်အဲ့ဒါကြောင့်အဲ့ဒီမှာတကယ်ဥဆောင်တဲ့လူတွေကိုနော်တကယ်တစ်သေးတွေ ဖန်ဆင်းနိုင်ဖို့အတွက်တည်င်းပေးတဲ့လူကိုအခုစုချစ်ထုတ်တာเนาะသူတို့တကယ်လုပ်တဲ့လူတွေကိုသူတို့ကအကြောင်းပေးเนาะအကြောင်းကြားရတယ်သူတို့ကစုချစ်ပေးမယ်เนาะဒေါ်လာ25ပန်းစိတ်ဝင်စားတဲ့လူတွေဒီဟာကတော်တော်ကောင်းတယ်ဆိုတော့တည်င်းပေးရုံပဲအဲ့ဒီတည်င်းပေးတဲ့ဟာလည်းเนาะဘယ်သူကပေးတယ်ဘယ်သူကဟိုဟာเนาะဒီတည်င်းအချက်လက်တွေကိုရယူပြီးတော့ပို့ဆောင်လဲဆိုတဲ့ဟာကိုသူတို့လုံးဝဖောက်ပြမှာမဟုတ်ဘူးတကယ် safe ဖြစ်တယ်เนาะပို့တဲ့လူဘာမှမသိစရာဘူးဆိုတော့စုချစ်ဒေါ်လာ25ပန်းရမယ်เนาะပတ်စံ လို့ရှင်တဲ့လူတွေကတော့အဲ့ဒီဟာကိုကောင်းကောင်းစုံစမ်းပြီးတော့ဖော်ထုတ်လိုက်လို့ရှင်တိကျမှုတော့ရှိဖို့လိုတာပေါ့သူကြည့်ထုတ်လိုက်ပြီးတော့ရှစ်တောင်အခြားကဒီမြန်မာနိုင်ငံမှာရှိတဲ့ကြားဖြန့်အကြီးစားအဲ့ဒီတထေးတွေကိုဖမ်းဖို့အတွက်တတင်းပေးမယ်ဘသူဖြစ်တဲ့ဘသူကအဓိကတာဝန်ရှိတဲ့လူဖြစ်တဲ့ဆိုတော့အဲ့ဒီဟာကိုတိကျခံလို့တဲ့ဟာကိုပေးလိုက်အဲ့ဒီမှာစုကြည်ဒေါ်လာ25သန်းရမယ်เนาะဒါတခုနောက်တစ်ခုကထိုင်းနိုင်ငံရဲ့တောင်ပိုင်းမှာတော်တော်ကိုရည်ကြီးနေတယ်ခုเนาะရည်ကြီးနေတယ်ဆိုတော့အဲ့ဒီမှာရည်ကြီးတာက နောက်ဘလောက်ထိလူတွေနှစ်တသမတသန်းအထိတော်မှရေပိဒုက္ခခံရတဲ့ခရံကဆေခုတတော်မှရေလုံးမှုချင်းကိုခံရတယ်ဆိုတော့အခုထိုင်နိုင်ငံမှာအကြီးအကျယ်ရေမြုပ်နေတယ်เนาะဆိုတော့တချို့ဗီဒီယိုမှတ်တမ်းတွေတက်တော့တွေ့ရလိမ့်မယ်ဓာတ်ချိုးပေါ်မှာလမ်းလျှောက်ပြီးတော့နောက်သွားတဲ့အဆင့်ထိရောက်သွားတယ်အဲ့ဒီပြတော့သူတို့လွတ်ရကျွရအသက်ကိုလွတ်ပြီးတော့သူတို့ပြေးရတာပေါ့เนาะအဲ့ဒီဓာတ်တိုင်ပေါ်မှာတက်တဲပြီးတော့အဲ့ဒီဓာတ်ချိုးပေါ်မှာ နော်သွားရတဲ့အဆင့်အထိအဲ့လိုမျိုးဗီဒီယိုတွေလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကဆက်ကဆက်ကဒီလေယံပြန်တွေနဲ့အပကုပ်ပုံချေတယ်။ဆိုတော့ပုံချေတဲ့ဟာကိုသူတို့အားမရဘူးတကယ်တော့အဲ့ဒါကိုနေပြီးတော့ဒီလေတက်နော်ဒူအိုစီချုပ်ကနေပြီးတော့သူကနေပြီးတော့နော်ဟိုဖက်မှာအကြောင်းပြချက်တင်ပြတယ်။ဒီလေတက်မှာရှိတဲ့ဘိုးတွေအခုအရာရှိတွေဒီသူတို့ဟာဆိုလို့ရှိရင်တော်တော်ကိုပြင်ပန်းနေရပြီဆိုတဲ့ဟာကိုတင်ပြတယ်နော်တင်ပြတယ်တင်ပြတဲ့ခါကျတော့အဲ့ဒါကိုနေပြီးတော့မာလာကနေပြီးတော့သူ့ကိုဖြုတ်လိုက်တယ်နော်အဲ့ဒီမှာဒုတိယဘူချုပ်ကြီးဇော်ဝင်းမြင့်ဆိုတဲ့လူကို မင်းအတုံးချဖို့ဆိုမှအနာပေးလိုက်တယ်ပြီးလို့ရှိရင်တော့အနောက်ပိုင်းလေတက်ကိုကိုရေဌာနမူသူ့ကိုနေပြီးတော့เนาะပြန်ပြီးတော့အစာထုတ်ခံလိုက်တယ်သူ့ရဲ့နာမည်ကပုတ်ချုပ်တွင်းဝင်ကိုနေပြီးတော့အစာထုတ်ခံလိုက်တယ်ဆိုတော့တတိယနေ့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီပြန်တော့အာမရသေးဘူးဒီလောက်ပုံချေတာအာမရဘူးအာမရတဲ့အတွက်ကြောင့်သူ့ကိုနေပြီးတော့ရထူကနေပြီးတော့ဖြုတ်လိုက်တယ်နောက်တစ်ယောက်ကိုအစာသွင်းတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့နိုဝင်ဘာလ25ရက်နေ့မှာတတိယမီဒီယာတွေမှာပေါ်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင် ප්‍රකාශ subscribe ගොන්නේ කව ගොනේ පේචා පේචනෝ වීඩියෝ